အားလုံးပဲမင်္ဂလာပါ။ဒါကြာနေကနေပြန်လဲကြိုဆိုပါရစေ။ကျမကတော့မျိုးပါ။ဒီခါမှလည်း GLPD M4 လည်းပဲခန်းကြီးသင်ခန်းစာလေးတွေကိုတူတူလေ့လာသွားမှာပဲဖြစ်ပါရစေ။ဒီနေ့ပြင်ဆင်ထားတဲ့သင်ခန်းစာကတော့သင်ခန်းစာ9 Lesson 9ရဲ့ခါရဒခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေကိုလေ့လာသွားမှာပဲဖြစ်ပါရစေ။ဆိုတော့ပထမဆုံးတစ်လုံးက192လုံးမြောက်ကကိုယ်ခန္ဓာဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပါ။ဒီမှာလူတယောက်ရှိတယ်ပြီးဒီမှာသစ်ပင်အမြင့်ကလေးပေါ့နော်ဒါဆိုရင်လူတယောက်ရဲ့အရင်အမြင့်ဆိုတဲ့ပုံစံမျိုးလေးပေါ့ခန္ဓာကိုယ်ပေါ့နော် ူ့ကိုခဲကြည့်လေးချစ်ကြည့်မယ်ဆိုလို့ရှိရင်ဘေးနားမှာလူကိုရင်ဆွဲမယ်တစ်ချက်နှစ်ချက်ပေါ့နော်တက်တက်လေးပြီးရင်3 4ခုနေပေါ့နော်ဆိုသူ့ရဲ့ခွန်ယောမီကခါရတာအွန်ယောမီကတိုင်းကျန်ရမယ့်စကလုံးလေး၃လုံးကခါရဒါဆိုရင်ခန္ဓာကိုယ်သို့မဟုတ်ကိုယ်ခန္ဓာပေါ့နော်ခါရဒါနုကွာအီကအီ ဒါဆိုရင်ခန္ဓာကိုယ်ရဲ့အခြေအနေကောင်းတယ်ခရာရနုဂိုအားကဝါတို့ဤခန္ဓာကိုယ်ရဲ့အခြေအနေမကောင်းဘူးပေါ့နော်ဆိုတော့နေလို့ကောင်းတယ်နေလို့မကောင်းဘူးပြောတဲ့ပုံစံလေးပေါ့နော်နောက်ကတိုင်းလျော်ခုဒီနောက်ကခြိခါရဆိုတဲ့ခန်းကြီးလေးကခွန်အားဆိုတဲ့ခန်းကြီးလေးပေါ့နော်ကိုကာယခွန်အားဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒါဆိုရင်ဒီအလုတ်ကကိုကာယခွန်အားလိုအပ်တယ်နိုရှကိုတိုဝတိုင်းလျော်ခုကဟီချူယောဒါအဲ့လိုလေးသုံးလို့ရတယ်နော်နောက်တစ်ခုတိုင်းကျူးဒီတိုင်းကျူးလေးကတစ်ခေါက်တင်မှုရယ်နော်အိုမိုးဤခန်းကြီးလေးနဲ့တွဲပြီးတော့ဆိုတော့ တိုင်ကျူးဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အလေးချိန်ဒါဆိုရှင် body weight ပေါ့နော်တိုင်ကျူးကဂေါ်ကျူးက kilo thus ဒါဆိုရင် body weight က55 kilo ဖြစ်ပါတယ်လို့ပြောတဲ့ပုံစံလေးပေါ့ဒါဆို champions ကလုံးလေးသုံးလို့ကခါရာဒတိုင်လျော်ခုတိုင်ကျူးဒါဆိုရင်ဒီခန်းကြီးလေးကခန္ဓာကိုယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ် ောက်192လုံးမြောက်ကကြတော့ဥကောင်းပေါ့နော်ဥကောင်းဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒီဘက်မှာကကြတော့ခြေထောက်ကလေးဒီဘက်မှာကြတော့ဥကောင်းဆိုတဲ့ပုံစံမျိုးလေးနဲ့နော်ခေါင်းပုံစံလေးခန္ဓာကိုယ်ရဲ့အပေါ်ဆုံးမှာရှိတဲ့အရာလေးဆိုတဲ့ပုံစံလေးနဲ့ဒီခန်းကြီးလေးဖြစ်ပေါ်လာတယ်ပေါ့နော်ဒါဆိုရင်အရှိမအော်ဒီမှာအရှိမဒီလိုလေးစာရေးမယ်တစ်ချက်နှစ်ချက်သုံးချက်၄ချက်၅၆ခုနှစ်ဆောင်းဆောင်းလေးတက်မယ်နော်ပြီးတော့မှ၈၁၂၃၄၄ ဒီဟာလေးကမျက်လုံးလေး17 22 23 24 25 26 9။တူရခုံယောမီကအတာမဝွန်ယောမီကဇွ။အတာမဆိုရင်ဥကောင်းပေါ့နော်။အတာမကအီအီဆိုရင်ညံကောင်းတယ်လို့ပြောတာပေါ့နော်။အတာမကအီအတာမကဝါဒူအီအလုံးသုံးလို့ရရယ်နော်။ဇွဇွတယ်နော်။ဇွဇွကကြတော့အတာမကအီတားအီကိုပြောတာပေါ့နော်။ခေါင်းကြိုက်တယ်လို့ပြောတာပေါ့နော်။ဒါဆိုရင်ဇွဇွတဲ့ ခိုင်ရှာအိုရာဆွန်ဒက်မာတာကောင်းကင်နေလို့ခွင့်ယူထားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုလေးသုံးလို့ရပါတယ်ကျမ်းမဲ့သုံးလုံးကအတာမအတာမကဤဇုဇုဒါဆိုရင်ဒီခန်းကြီးလေးကဥကောင်းဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်193လုံးမြောက်ကကျမျက်နှာဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ခုနလိုမျိုးပဲဒီဘက်မှာကအဲဥကောင်းခန်းကြီးလေးပါတယ်ဒီဘက်မှာကနှစ်ဖူးလေးပုံစံမျိုးလေးပေါ့နော်ဆိုတော့မျက်နှာဆိုတာလေးဖြစ်လာတယ်ပေါ့ဒါဆိုရင်သူ့ကိုလည်းဆွဲကြည့်ရအောင် ဒါဆိုပေမဲ့လေးသုံးဝေးပုံစံမျိုးလို့ပေါ့နော်ခွန်ရှစ်ကိုပြေခုနာကအာတမရဲ့အနောက်ကခန်းကြီးနေတဲ့အတူတူပဲနော်30 31 32 34 35 36 38ပေါ့နော်သူရဲ့ခွန်ယောမီကခအိုမျက်နာပေါ့နော် ါဆိုရင်ခါကိုမျက်နာခါကိုဣရောခါကိုဣရောကကြတော့မျက်နာရဲ့အယောင်ပေါ့နော်ဥမာနေမကောင်းတဲ့လူဆိုရင်မျက်နာရဲ့အယောင်ကတိတ်မကောင်းဖြတ်တော့တော့ဖြစ်နေအဲ့လိုမျိုးသုံးလို့ရတယ်နော်ဆိုတော့ခါရဲဝါခါကိုဣရောကဝါဒီသတ်သူကမျက်နာမကောင်းဖြစ်နေတယ်မျက်နာအယောင်တိတ်မကောင်းဘူးမျက်နာခြေလေးတိတ်မကောင်းဘူးပေါ့နော်နောက်ကကြတော့သူများရဲ့မျက်နာခြေလေးကိုကြည့်ပြီးတော့မှလည်း ရဲ့အရေးအကဲဆိုတဲ့ဟာမျိုးမှာလည်းခါဟုတ်အီရူလိုသုံးလို့ရတယ်เนาะသူ့ရဲ့မျက်နှာကိုကြည့်ပြီးတော့သူ့ရဲ့စိတ်အခြေအနေကိုအကဲခတ်တဲ့အခါမှာလည်းအခါဟုတ်အီရူလိုသုံးလို့ရတယ်ဥပမာဆန်းစင်းတို့ခါဟုတ်အီရူကိုမိသဲဟာနာရှိမတ်ဆရာရဲ့မျက်နှာကိုကြည့်ပြီးတော့မှစကားပြောမယ်ဒါဆိုရင်ခါဟုတ်အီရူကိုမိသဲဟာနာဆုဒါဆိုရင် မျက်နှာအခြေအနေကိုကြည့်ပြီးတော့မှစကားပြောမယ်ဆိုပုံစံမျိုးလေးပေါ့เนาะ ါဆိုရင်ဒီဟာလေးကခါဝခါဝဤလိုမျက်နာဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ခု194လုံးမြောက်ကကြတော့လေဘင်းဆိုတဲ့ပုံစံလေးပေါ့။ဒီမှာဥကောင်းကိုအထောက်ပံ့ပေးထားတဲ့ခန္ဓာကိုယ်ရဲ့အပေါ်ဆုံးအနေအထားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။သူ့ကိုခဲချစ်လေးချစ်ချင်မယ်ဆိုလို့ရှိရင်တနဲ့ပြင်းသုံး၄၅၆ခொနေ၈ ကိုပေါ့နော်ဆိုတော့ तू က level ခူပြီဆိုတဲ့ခန်းကြီးလေးခွန်ယောမီကခူပြီအွန်ယောမီကရှုဆိုတော့ခူပြီဆိုရင် level ပေါ့နော်နောက်ကရှုတိုးတဲ့ဒီမှာကျရှုနဲ့အတန်းထွက်သွားတယ်ဒီနောက်ကတိုးဆိုတာကမြို့တော်ကြီးတွေမှာသုံးတာပေါ့နော်ရှုတိုးဆိုလို့ရှိရင် capital city နိုင်ငံတကာနိုင်ငံရဲ့မြို့တော်ကိုရှုတိုးလို့ခေါ်ပါတယ်နောက်ကတေကူပြီ တဲကူပြရကြအရှိရသဲလေးကလက်ပေါ့နော်နောက်ကခူပြရကြတော့အခုရဲ့လယ်ပင်ဒါဆိုရင်လက်ကောက်ဝက်လေးကိုခေါ်တာပေါ့နော်ခူကရှူရှော့တဲ့ရှူရှော့ကကြတော့ဝင်ကြီးချုပ်မှာဒေတာတစ်ခုနေမီဒေတာတစ်ခုရဲ့ဝင်ကြီးချုပ်ကိုရှူရှော့လို့ခေါ်ပါတယ်နော်ရှူရှော့နိုဟပ်ပျောရှူရှော့နိုဟာနာရှိဒါဆိုရင်ဒီဝင်ကြီးချုပ်ရဲ့မိန်ကွန်းလို့ဘာလို့မျိုးသုံးလို့ရရနော်ဒါဆိုရင်ကြမ်းမဲ့စကားလုံးလေးလေးလုံးကခူပြရှူတိုတဲခူပြ ရှူရှောဒါဆိုရင်ဒီစကလုံးလေးကလေဘင်းဆိုတဲ့ခုပြီးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်195လုံးမြောက်ကိုဆက်ပြီးလေ့လာမယ်ဆိုရင်နှလုံးသားလေးပေါ့နော်ဆိုတော့ဒါကတော့နှလုံးသားလေးပုံစံအောင်ပဲဒီလိုရေးနေတူလို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူ့ကိုချစ်ကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပေါ့နော်ဆိုတော့သူ့ရဲ့ခွန်ရောမီကခိုကိုရိုအွန်ရောမီကရှင်ခိုကိုရိုဆိုနှလုံးသားပါပေါ့နော် ခုခုတို့မမုတ်တေကူလာဆိုင်နှလုံးသားလေးကိုထိမ့်သိမ့်ဆောက်ရှောက်ပါနောက်ခုက ancient ဆိုတော့ ancient shimas နဲ့တူတူပဲเนาะသာစိတ်သက်သာရရတယ်လို့ပြောတာပေါ့เนาะဆိုတော့အာ ancient shimashita ရှိကံကဩဝတ်တဲ့ ancient shimashita သာမွေးပြီးသွားလို့စိတ်သက်သာရရခဲ့ပါပြီအဲ့လိုမျိုးသုံးလို့ရတယ်နောက်တစ်ခုကကျ shin pai ဆိုတော့ဒီမှာလဲရှင်းနဲ့တန်ထွက်တယ်ရှင်းပိုက်ဆိုတာကြတော့စိတ်ပူတယ်ပေါ့နော် ဆိုတော့ရှင်းပိုင်ရှိနိုင်တဲ့ကုလားဆိုင်ဆိုရင်စိတ်မပူပါနဲ့အဲ့လိုမျိုးပေါ့နော်နောက်ခုဆိုရှင်ချူးရှင်ချူးကကြတော့အလဲဘဟုဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာရှင်းကလည်းနှလုံးသားလေးဒါဆိုရင်အလဲဘဟုချက်လို့ပြောတဲ့ပုံစံမျိုးလေးပေါ့နော်ခုံနမချီနိုချူးရှင်နိစတဲခီနာခိုဝန်ကအာရီမတ်စ်ဒါဆိုရင်ဒီမျိုးရဲ့ဒီရက်ကွက်ရဲ့ပေါ့နော်အလဲဘဟုမှာပန်းချန်ရှိတဲ့အဲ့လိုမျိုးလေးပြောလို့ရတယ်နော်ဒါဆိုရင်ချက်မက်စ်ကလုံးလေးလုံးကခိုကိုရိုအန်ရှင်ဆူရုရှင်းပိုင်ဆူရု ချူရှင်ဒါဆိုနှလုံးသားဆိုတဲ့ခန့်ချီလေးပဲဖြစ်ပါတယ်เนาะနောက်ထပ်196လောက်အမြောက်ကကြာတော့အသံပေါ့เนาะဆိုအသံဆိုရင်ဒီမှာ तू က voice ပေါ့เนาะတို့ဒီအရင်သင်ခန်းစာကသင်မှုတဲ့ auto ဆိုတဲ့အသံကကြာတော့ तू ကစက်ပစ္စည်းတွေကထွက်တဲ့အသံတို့ဒါမှမဟုတ် noise တို့ပါလို့အလိုမျိုးသုံးတာပေါ့เนาะဆူညံသံတို့ပါလို့သုံးတယ်ဒီခုရဲ့လေးကကြာတော့ तू က low တို့မဟုတ်တိရစ္ဆာန်တွေရဲ့ဒီလက်ချောင်းတွေထွက်တဲ့ voice အသံကိုပြောတာပေါ့เนาะဆိုတော့ဒီဘက်ကပုံလေးမှာကကြာတော့နားလေးရှိတယ်ပြီးလို့ရှိရင်ဒီမှာဒုတ်ချောင်းလေးနဲ့အာ သံမြင်အောင်လုပ်ပြီးတော့အတန်ကြားရတဲ့ဆိုပုံစံမျိုးလေးကိုပုံဆောင်ထားတယ်ပေါ့နော်ဆိုတော့ခိုးရလေးကိုရေးကြည့်ရအောင်ဆိုအပေါင်းလက္ခဏာလေးပဲနော်အရင်ရင်မတက်နဲ့ဒုတိယဟာလေးကပို့တိုမယ်၃၃ချင်းမြောက်လေးကတိုမယ်၃ပေါ့နော်ပြီးရင်၄5 6 9 10 11 12 13 14 15 16 17 18 19 so ခိုးရပေါ့နော်အတန်း ခုံယောမီကခုရဲ့အုံယောမီကဆဲဤအခုရဲ့ဆိုလို့ရှိရင်အတန်ပေါ့နော်ဟန်နာခုရဲ့ဆိုရင်ထူဆန်းတဲ့အတန်ဟန်နာခုရဲ့ကခီကိုဝဲမတ်ထူဆန်းတဲ့အတန်ကိုကြားရတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်ပေါ့နော်အိုးခုရဲ့ဒီမှာကျတော့ခုရဲ့ကနေကိုရဲ့ဖြစ်သွားတယ်နော်အိုးခုရဲ့ကကျတော့အတန်အကျယ်ကြီးပေါ့နော်ဒန်ရှာနိုနာခါတဲ့အိုးခုရဲ့တဲ့ဟနာရှ်တဲ့မေဝခုဒါဒါဆိုရှင်ရထားထဲမှာအတန်ကျင်းနဲ့ပြောရတဲ့အတွက်အနောက်ဆက်ဖြစ်တဲ့အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ဒါဆိုရင်ကြက်မာလေးကခုရဲ့နဲ့ ိုးကိုယ်စကလုံးလေးကအသံဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်169လုံးမြောက်ကကြတော့ဖြားနာသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုရင်လူတစ်ယောက်ကဂရေပေါ်မှာလဲနေတယ်ဆိုတော့ပုံစံလေးနဲ့ဒီစကလုံးလေးဖြစ်လာတယ်ပေါ့သူ့ကိုချစ်ကြည့်မယ်ဆိုရင်1 2 3 4 5 6 7 8 9 10 စဲပေါ့နော်ခွန်ယောမီကယာမဤအွန်ယောမီကဗျောဆိုတော့ကျဲမဲ့စကလုံးလေးလေးလုံးကဗျောခိဗျောခိဆိုလို့ရှိရင်ဖျားနာသည်အဖျားနာသို့မဟုတ်ယောဂါပေါ့နော်ဆိုဗျောခိတဲ့ new age တာဒါဆိုရင်ယောဂာနဲ့ဆေးရုံတက်ခဲ့ရတယ်အဲ့လိုမျိုးလုပ်လို့ရတယ်နော်နောက်ကဗျောအင်းဗျောအင်းအကြတော့ဆေးရုံ hospital ပြောတာပေါ့နော်ဒီဗျောအင်းဆိုတာဒီအဆောက်အဦးနဲ့ဆေးရုံကြီးလို့ပြောတာပါ ဆိုရင်ပြောရင်ဤတာတိုခီဆန်စင်းနီအိုင်မတ်တာစေယုံတော်တော်ကဆရာနဲ့တွေ့ခဲ့တယ်အဲ့လိုမျိုးသုံးလို့ရတယ်နော်နောက်ကပြောနင်းဒီမှာじゃဟစ်တိုးဆိုရခန်းကြီးလေးနဲ့သူကနင်းလို့တတ်ထွက်သွားတယ်ပြောနင်းဆိုရင်ဖျားနာတဲ့လူဒါမှမဟုတ်လူနာပါဗောနော်ပြောနင်းက QQ ရှာတဲ့ပြောရင်အီဆိုရီတဲ့ဟာကိုပါတဲ့ဒါဆိုလို့ရှိရင်လူနာကိုအရေးပေါ်တင်ကားနဲ့စေယုံကိုအလင်းမြန်ပဲပို့ခဲ့ရတဲ့ဆိုပုံစံမျိုးလေးပါဗောနော် နောက်ဆုံးလုံးလေးက Q ပြောတဲ့ဒီ Q လေးက Isokimas ရဲ့ခန်းကြီးလေးเนาะမြ мян ဆိုတဲ့ခန်းကြီးလေးပေါ့เนาะ Q ပြောဆိုတဲ့အတွက်အလှင်အမြန်ဖြားသွားတာရုတ်တရက်ကြီးဖြားတာကိုပြောတာပေါ့เนาะခရယ်ဝ Q ပြောတဲ့လျော်ခိုးဝဂျူရှိနိနာရီမတ်တာသူကရုတ်တရက်ဖြားနာသွားလို့ဒီခီးသွားမဲ့အစီအစဉ်ကကန်ဆယ်ဖြစ်သွားတယ်ရက်တန်လိုက်ရတယ်ဆိုပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတုံးလို့ရပါတယ်။ဒါဆိုရင် JMS ကလုံးလေးလုံးကဘျောခိဘျောအင်းဘျောနင်း Q ဘျော အဲဆိုနေမကောင်းဘူးဖြာနာခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းချီလေးပဲဖြစ်ပါတယ်။နောက်ထပ်198လုံးမြောက်ကကြတော့စေဝါဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းချီလေးပေါ့နော်။ဒီမှာဆိုရင်သစ်ပင်တွေကနေလှုပ်ထားတဲ့ဒုတိယလေးတွေပေါ့နော်။ဆိုတော့ comfortable ဖြစ်တဲ့ဒီဒုတိယသန်းလေးကိုကြားရတာဘယ်လိုပြောလဲ။အစိတ်သက်သာရရတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့သုံးလို့ရလို့မျိုးပဲဒီ medicine လေးတွေဆေးဝါးတွေကဒီသစ်ဥသစ်ဖူးလေးတွေကလည်းရတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့လည်းပုံဆောင်ပါတယ်။အဲဒါဆိုသူ့ကိုရေးကြည့်မယ်ဆိုလို့ရှိရင် တစ်ချက်နှစ်ချက်သုံးချက်လေးငါ छाव လေးငါ छाव ခုနှစ်ရှစ်ကိုတစ်ဆက်၁၁၁၂၁၃၁၄၁၅၁၆၁၆၁၈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  ကြက်မဲ့သုံးလုံးကခိုဆူရီခိုဆူရီဆိုရင် medicine ဆေးဝါပေါ့နော်ဒါဆိုရင်ခိုဆူရီကို nominus ဆေးတောက်မယ်အဲ့လိုမျိုးပေါ့နော်နောက်မေဂူဆူရီမဲနဲ့တွဲလိုက်တော့ကျတော့ဂူဆူရီဖြစ်သွားတယ်နော်ဂူနဲ့တန်ထွက်သွားတယ်မေဂူဆူရီကကျတော့မျက်စင်းခတ်တဲ့ဆေးမေဂူဆူရီကိုခူတာဆိုင်မျက်စင်းခတ်တဲ့ဆေးကိုပေးပါပေါ့နောက်ကကျရာကူဟင်းရာကူဟင်းဒီဟင်းလေးကကျတော့ဒီပစ္စည်းတွေ ကွန်ပစ္စည်းနဲ့ပတ်သက်တဲ့စကားလုံးတွေမှာသုံးတယ်နော်ဆိုတော့ယာကုဟင်းကကျတော့ဆေးဝါးပဲနော်ဒီခူဆူရီနဲ့ယာကုဟင်းကဘယ်လိုကွာလဲဆိုတော့ခူဆူရီကကျတော့ပုံမှန်ဆေးကိုခြုံငုံပြီးတော့ဆေးတောက်မယ်လို့ပါလို့အမြင်ပြောလိုက်တယ်ပေါ့နော်ယာကုဟင်းကကျတော့ဒီဆေးထဲမှာပါဝင်တဲ့ပစ္စည်းတွေတခုချင်းစီတယ်ပေါ့နော်ဆိုတော့ဓာတုဆေးဝါးဓာတုပစ္စည်းအဲ့လိုမျိုးလေးတွေသုံးတဲ့အခါမှာယာကုဟင်းလို့ပြောလို့ရတယ်ဥပမာအာခိုနိုယာကုဟင်းဝါဖူကူဆာယောဂအာရီမတ်ဒါဆိုရင်ဒီဆေးဝါးမှာ side effect တွေရှိတယ်အဲ့လိုမျိုးတွေပြောချင်လို့ရှင်ယာကုဟင်းနဲ့သုံးလို့ရတယ်နော် ဒါဆိုရင်ကြမ်းမဲ့စကားလုံးလေးသုံးလို့ကခုစုရီမေကုစုရီယကုဟင်ဒါဆိုရင်ဆေးဝါးဆိုတဲ့အလေးပနဲ့တယောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ထပ်196လုံးမြောက်ကကြတော့ကက်တဂိုရီအမျိုးအစားတွေဆိုတဲ့အလေးပနဲ့တယောက်တဲ့ခန်းကြီးလေးပေါ့နော်။ဒီမှာဆိုရင်စပနံလေးရှိတယ်။ဒီနောက်မှာဆိုရှင်သွားတိုင်းတာတဲ့ဟာလေးပေါ့နော်။ဆိုတော့ဒီခွဲပြီးတော့မှအမျိုးအစားတွေခွဲပြီးတော့မှအဲတိုင်းတာတဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့။ဆိုတော့သူ့ကိုခဲခဲချင်းလေးချစ်ကြည့်မယ်ဆိုလို့ရှိရင် စပန်နံလေးကိုကိုစားပြတဲ့စကားလုံးလေး1 2 3 4 5ခொနေရှေကိုကတတဲ့လေးဆွဲချမယ်ပေါ့နော်ဆိုတော့သူရဲ့အွန်ယောမီကခခကကုခကကုဆိုရင်သိပ္ပံအထက်ပညာဒီအနောက်ကစကလုံးလေးကကကုဆေးရဲ့ကကုလေးနော်ဆိုတော့ခကကုကသိပ္ပံအထက်ပညာပေါ့နော် ဆိုခါကကူကဟတ်တန်ဆူရူဒါဆိုသိပ္ပံတပညာတွေကဆက်လက်ပြီးတော့တိုးတက်နေတဲ့ထုံးကားနေတယ်ပေါ့နော်နောက်ဆိုခေါခါရှော်ဒီဟာအိုရှီအမတ်စ်ရဲ့ခန်းကြီးလေးအနောက်ကကြတော့ရှော်စာအုပ်ရဲ့ခန်းကြီးလေးနော်ခေါခါရှော်ဆိုလို့ရှိရင်ကျောင်းတင်ရိုးစာအုပ်ကိုပြောတာဖြစ်ပါတယ်ခိုနိုခေါခါရှော်ဝါတိုတေမိုဝါခါရီယာဆူရီဒါဆိုရင်ဒီတင်ရိုးစာအုပ်ကနားလည်ရတာအရင်မဲ့လွယ်ကူတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နောက်ဂက်ခါ ဂေခဒီဂဲဆိုတာလေးကစို့သို့ဆိုတဲ့ခန်းကြီးလေးပြင်ပဆိုတဲ့ခန်းကြီးလေးအပြင်ဘက်ပြင်ပပေါ့နော်ဒါဆိုရင်ဂေခဆိုလို့ရှိရင်အပြင်ဘဌာနခွဲစိတ်ဌာနလို့ပြောတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုကြံ့မဲ့စကားလုံးလေးကခါကကုခေါခါရှောဂေကဒါဆိုရင်အမျိုးအစားဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက် 200မြောက်လုံးပေါ့နော်နောက်ဆုံးတစ်လုံးလေးဖြစ်တဲ့အလုံးလေးက inside အထဲမှာဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တည်းခန်းကြီးလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်အိမ်ရဲ့အထဲမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်သူ့ကိုခဲချင်းလေးနဲ့ချစ်ကြည့်မယ်ဆိုလို့ရှိရင်တက်နဲ့တော့လေးနော်အိမ်ထဲမှာလူရှိတယ်ဆိုပုံစံမျိုးလေးပေါ့ဆိုတော့သူ့ရဲ့ခွန်ယောမီကဦးချီအွန်ယောမီက9ဦးချီကဝါ အူချီကဝါဆိုရင်အထဲဘက်ပေါ့နော်ကဝါဆိုတာကဘက်တီကိုပြောတာပေါ့နော်အူချီကအခုကအထဲဒါဆိုရင်အထဲဘက်ပေါ့နော် inside ဆိုပုံစံမျိုးလေးပေါ့သူနဲ့ပြောင်းပြန်ဆိုလို့ရှိရင်ဆိုတိုးကဝါလို့ပြောလို့ရတယ်နော်နောက်ကကြတော့9ခ9ခကကြတော့ကုသရေးဌာနပေါ့နော်ခုနတော့ကဂေခကဆိုတိုးဆိုတဲ့ခန်းကြီးပြင်ပဆိုတဲ့ခန်းကြီးလေးနဲ့တွဲပြီးတော့အခုကအတွင်းဆိုတဲ့ခန်းကြီးလေးနဲ့တွဲပြီးတော့9ခဖြစ်သွားရယ်နော်ဆိုတော့ဂေခတော့ကခွဲစိတ်ဌာန9ခကကြတော့ကုသရေးဆောင်ပေါ့နော် ကုသတဲ့ဆောင်ကုသရေးဌာနလို့ပြောပါတယ်။နောက်ကကျရှာနိုင်တဲ့အရှိယရှာကကျတော့ကားတို့သို့မဟုတ်ယထားတို့ကိုစားပြုတယ်ပေါ့နော်။ယင်တွေကိုစားပြုတယ်။နိုင်ဆိုတာကအထဲမှာဒါဆိုရင်ရှာနိုင်ဆိုရင်ကားတဲ့သို့မဟုတ်ယထားတဲ့နော်ကားတဲ့သို့မဟုတ်ယထားတဲ့မှာအတန်ချိန်နဲ့စကားမပြောပါနဲ့။မေဝကုသဘာဖြစ်လဲ။အနောက်ရှက်ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်။နောက်ကအန်နိုင်ဆိုတို့အန်နိုင်ဆိုတို့ကကျတော့အန်နိုင်ရှိမတ်ပေါ့နော်။ အန်နိုင်ဆိုလိုကကြတော့အန်နိုင်ရှီမတ်စ်နဲ့တူတူပဲပေါ့နော်လမ်းညွန်သည် ပြသသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဥမာကိုကဟိုတယ်တစ်ခုမှာသွားတဲလိုက်တယ်အမဝန်ထမ်းကကိုကိုအခန်းကိုလမ်းလိုက်ပြတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအန်နိုင်ရှီမတ်စ်နဲ့တုံးလို့ရရနော်အန်နိုင်ဆာဆဲတဲ့အီတာတာခီမတ်စ်အဲ့လိုမျိုးတုံးလို့ရရနော်ဆိုရင်ကြဲမဲ့စကားလုံးလေးလုံးကအူချီကာဝနိုင်ခရှာနိုင်အန်နိုင်ဆိုလို့ဒါဆိုရင်ဒီစကားလုံးလေးကအတွင်းဘတ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ် ဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာဖြစ်တဲ့ခန်းကြီးစေလုံးလေးကတော့ဒီမှာပဲပြီးသွားပါပြီ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းတူတူပြန်တွေ့ကြမယ်နော်။ဆိုရတဲ့ဝါမာတာစကီနိုတုကတဲ့အိုင်မရှော့ဘိုင်ဘိုင်